တပေါင်းလာပြည့်နေမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့အကြောင်းသိကောင်းစေရမြာတပေါင်းလာပြည့်နေ့ကိုမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့အထိမ့်မှအဖြစ်ကျင်းပရခြင်းမှာထိုနေ့တွင်ကာလူဓာယီမထေကကပိလောနေပြည်တော်သို့ကြွရောက်တော်မူရန်ရှောက်သားသည်ကိုအကြောင်းပြု၍ကျင်းပရခြင်းဖြစ်ပါသည်ထိုအချိန်ကမြတ်စွာဘုရားသည် ဓာစကြိုပြီးဝေလူဟွန်ကျောင်းတော်၌တရင်သောနေထိုင်ကာအင်္ဂတိုင်းသားနှင့်မကရတိုင်းသားများကို တရားရည်ဤတိုက်ကျွေးလျက်ရှိပါသည်ထိုတရင်ကိုခမီးတော်တုတ်တော်ဒနာမင်းကြီးကြားသည့်ရာခေါင်းဆောင်အမတ်ဆယ်ဦးတို့ကိုနောက်ပါအချမ်းရန်တထောင်စီဖြင့်ဆယ်ကျင်းခွဲကာမြတ်စွာဘုရားကိုပင့်ရန်ရာဇေကျူတို့ဆေလွတ်လိုက်ပါသည်နောက်ဆုံးအတုတ်ကို ကာလူဓာယီအမတ်ကြီးကခေါင်းဆောင်၍တွားရပါသည်မြတ်စွာဘုရားနှင့်တွေ့၍တရားနာရသောအခါကပိလဝတ္တမပြန်ကြတော့ဘဲဘုရားပင်တွားသူအလုံးတယောက်မကြံသာသနာ့ဘောင်သို့ဝင်ရောက်ပြီးအေဟိဘိက္ခုယဟန်တွေချီဖြစ်ကုန်ကြပါသည်ယဟန်သာဖြစ်ပြီးနောက်ကာလူဓာယီမထေကတပေါင်းလာ၏တာယာဘုံကို ဂါထာပေါင်း64ဂါထာတည်ကုန်း၍ခမီးတော်ဤကျေးဇူးကိုတည်တော်အားဖြင့်ဟွာယာဇာတိကပိလဝုနေပြည်တော်သို့ကြွားချင်းတန်းပြီးဖြစ်ကြောင်းလျှောက်ထားလေသည်အင်္ဂါရိနောဒါနိတုမာဗတ္တန်တိဇလေတိနောစရဏံဝိပဟာယတေအိစီမန်တော်ဝပပါတယံတိတမယောမဟာဝီရအင်္ဂီရတာနံ ကျေးဇူးငါပုံကောင်းချင်းကုံနဲ့ပြည်စုံထင်ရှားရှင်ပင်မြတ်ဖေဟာဆောင်းကိုလွန်မြောက်ငွေဥပေါ့တို့ရောက်လာတုံလာယခုအခါ၌တခေကူးပြောင်းတစ်ပင်အပေါင်းတို့သည်ရှေးကြာမြင့်ညောင်းအရွက်ဟောင်းကိုစွန့်ပယ်တော်ထွေကြွေကြကုန်၍အသည့်ဖြစ်သောအသည့်ကိုရှာမိကြကုန်တကဲ့သို့ဖြစ်၍ဤကြီးအသွေးဤတွေးသောရွက်နှုတ် အပွင့်အဖို့တို့နှင့်ပြည့်စုံကြကုန်၏ထိုတစ်ပင်အပေါင်းတို့သည်ဥတုလုံဆောင်အယောင်ရှိကုန်သည်ဖြစ်၍ဒါလင်းပြောင်းတဝင်းဝင်းထွန်းလင်းတောက်ပကြကုန်၏ကြီးမြတ်သောဝိရိယရှိတော်မူသောမြတ်စွာဘုရားကိုတော်မြတ်မှမပြတ်ပြိုးပြက်တလက်လက်ဖြင့်ထွက်သောရောင်ချီရှိတော်မူသောမြတ်စွာဘုရားတို့၏ဖားရထာနီကြီးကပ်ပြီးတို့ နလီဆက်ပန်းကိုတော်လှမ်း၍ကြွာမြန်းတော်မူရန်လျော်ကံမြောက်ပတ်ကောင်းမြတ်တော်အချိန်ပါဗျာမယူရတန်ခာခိရိမုဒ္ဒနာသမိန်နိဇန်တိနာရိဟိတမင်ဂီဘုဒ္ဓကုဇန်တိနာနာမဓုရတရေဟိတမယောမဟာဝီရအင်ဂီရတာနံကျေးဇူးငါးပုံကောင်းချင်းကုန်နှင့် ပြည့်စုံတော်မူသောရှင်ပင်မြတ်ဖြစ်ရာကြွားရာလမ်းတခွင်ဝဲရာဖြစ်သောတောင်ထိပ်အပြင်၌ဥရောင်းငယ်အပေါင်းတို့သည်ကျင်ပေါ်မှန်လာချစ်ထောင်းမတို့နှင့်တကွရှင်နှွဲမောင်းနှံတွဲကြကုန်သည်ဖြစ်၍အမည်ကိုထောင်းအတောင်ကိုကော့ခေါင်းကိုမော့၍ကြော့ကြော့ရွှင်ဖြိုးတင့်စနိုးလျင်ဖြေထိုးနောက်ငင်လူအသွင်တို့ယူးရွှင်ကကုန်ကြကုန်၏ အထူးထူးအထွေးထွေးအိုးဝေအိုးဝေဟူသောတာယာသောအတန်တို့ဖြင့်ဘာသာမကရတဘာဝဖြင့်တွန်ကြမြူးကြကျူးညင်းကြကုန်၏ကြီးမြတ်သောဝိရိယရှိတော်မူသောမြတ်စွာဘုရားကိုရောမြတ်မမပြတ်ပြိုးပြဲတလက်လက်ဖြင့်ဖတ်သောရောင်ကြီးတော်ရှိတော်မူသောမြတ်စွာဘုရားတို့၏ဘာယာဌာနီပြီကပ်ပြီတို့နှလီဆက်ပန်းကိုရောလှမ်း၍ကြွာမြန်းတော်မူရန် လျော်ကန်လျောက်ပတ်ကောင်းမြတ်တော့အချိန်ပါဗျာနာတိတီတံနာတိအုံနံနာတိဒုပိကစာတကံတတလာဟရိတာဘူမိဧတကာလောမဟာမုနီမုနိတို့ဤတခင် ဖြစ်တော်မူသောညစွာဗျာဆောင်းနှောင်းတွေဥတပေါင်းလာဤအခါထူးသည်အေးလဲမအေးလွန်းလာပါဗျာပူလဲမပူလွန်းလာပါဗျာ ကောက်ပဲတိမ့်စာဥတုမြ၍အာဟာရမို့ရှားခေါင်းပါခြင်းစာလောင်ခြင်းမှလည်းကင်းရှင်းပါသည်ဗျာမြေပြင်သည်လည်းနေစာမျက်ညွန်ပေါရောက်ရှင်တန်၍ညစင်းရောင်လွှမ်းစိုးပြေလန်းဆန်းနေပါသည်ဗျာဆောင်းနှောင်းတွေဦးတပေါင်းလာဤအခါထူးသည်ဝေးရထာနီကပိလဝနေပြည်တော်သို့ကြွချီးရန်ပျော်ကံလျောက်ပတ် ကောင်းမြတ်တော့အချိန်ပါဗျာဤတို့အစရှိတဲ့ဂါရာပေါင်း64ဂါရာနဲ့ကာလူဒါယီမထေကညစွာဘုရားရှင်အားခြောက်ထားခဲ့ပါတယ်ကာလူဒါယီမထေဤခြောက်ထားချက်အရာညစွာဘုရားသည်ယဟန္တာပေါင်း2000ခြံရန်ဖြင့်မဟာတက္ကရေ103ခုနှင့်တပေါင်းနာပြည့်ကျော်တရက်နေ့တွင်ဒါစကြုံမြို့မှ ယူဇနာ60ဝီးกว่าတော့ ကပိလဟုနေပြည်တော်သို့တနေ့လင်းတယူဇနာခရီးဖြင့်ရက်ပေါင်း60လအားဖြင့်2လကြာမြ၊ဒေတာစာရီကြွရှိတော်မူပါသည်။ထို့သို့မြတ်စွာဘုရားကပိလဟုနေပြည်တော်သို့ကြွတော်မူခြင်းဖြင့်သာသနာတော်တမိုင်းတွင်ဖြစ်ပေါ်လာသောအကျိုးဆက်များမှာ၁တိကျောဓာယုံကျောင်းတော်ကြီးပေါ်ပေါက်လာခြင်း၂တာကွင်မင်းမျိုးတို့၏ နန်းဆွဲကူနှုတ်ဘဲသောအဖြင့်အောက်ခရဝတ္တမူကူရွာသွန်းစေခြင်း၃ဂါရတထောင်ဖြင့်တန်စာစင်အပ်သောဝိတ္တန္တရာဇတ်တော်ကြီးကိုဟောကြားခြင်း၄မဟာဓမ္မပါဠိဇတ်တော်ကြီးကိုနာကြားရ၍ခမည်းတော်ကြီးအနာဂံတည်ကြီးနောက်အခါအရတဖို့တည်ခြင်း၅မိထွေးတော်ဂေါရမီ သောတာပန်တည်ခြင်း နောင်တော့အခါဘိက္ခုနီသာသနာထူထောင်ခွင့်ကြုံခြင်း6ရသောတရာကိုအကြောင်းပြု၍စန္ဒဂိန္ဒရီဇတ်တော်ကြီးဟောကြားခြင်း7သနဗရကလျာဏီဤကျင်ရာတော်နန္ဒမင်းသားယဟန်ဖြစ်ခြင်း8တားတော်ရာဟုလာအမွေတောင်း၍တာမဏိဘဝသို့ရောက်ရှိခြင်း9တာကိဝင်မင်းမျိုးမှမင်းသားတစ်ထောင်ယဟန်ပေါင်တို့ရောက်ခြင်း 30ကာလုဒာယီမထေအားဆွေမျိုးများမြတ်စွာဘုရားကိုကြည်ညိုစေရန်စွမ်းဆောင်ရာ၌အမြတ်ဆုံးဘွဲ့ကုလပဒါဒဣတရက်ကိုချီးမြှင့်တော်မူခြင်း7အရှင်သာရိပုတ္တရာလျှောက်ထား၍ဘုဒ္ဓဝင်ဒေသနာတော်ကိုဟောကြားတော်မူခြင်းစသောအကျိုးဆက်များဖြစ်ပါသည်။တပေါင်းနာပြည်နေမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နှင့်အကြောင်းကို 나유မှတ်သားပြီးညစွာဘုရားကိုပို၍ပို၍ကြည်ညိုနိုင်ပါစေ။ညစွာဘုရားကိုကြည်ညိုပြီးနောက်ညစွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်များကိုလည်း나유မှတ်သားပြီးလက်တွေ့လိုက်နာကျင့်ဆောင်နိုင်ကြပါစေ။မင်္ဂလာရှိသောနေ့ရက်တိုင်းကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ။အမိမြန်မာနိုင်ငံတော်ကြီးလဲတာယာ ရင်ကျန်းပါစေတပေါင်းတာခေါင်လာများနောက်တပေါင်းလာဆိုရင်ဖြင့်မြန်မာလာများမှာ12လမြောက်လနဲ့1တနည်းရဲ့နောက်ဆုံးလာလည်းဖြစ်ပါတယ် ဂျပန်လာရဲ့ထူးခြားချက်ကိုပြောရမယ်ဆိုရင်ပထမလဘက်ကဆောင်းရသီထဲမှာကြာအောင်နေပြီဒုတိယလဘက်ကနွေရသီထဲမှာကြာအောင်နေတာပဲဖြစ်ပါတယ်ဆောင်းအုံနွေအကူဖြစ်လို့တာယာလှပတဲ့လရသီလေးဖြစ်တာကြောင့်ခေအဆက်ဆက်စာဆိုလိုကဂျပန်လာရဲ့အလှကိုရေးဖွဲခဲ့ကြတာဟာလေယနေ့ထက်တိုင်ပဲဖြစ်ပါတယ်ရှင်တင်းရွက်ရော်ဤအိန္ဒနီဝဲတင်ဂီတဝက်ညတဝက်နှင့်ဖက်၍စေးစုံခြေတော်ပုံတို့ရကုံမြိုင်တွင်တောလုံးလင်းသားရေလို့အင်းဝခိစာဆိုရှင်ဥတ္တမကျော်ကဖြေဖွဲခဲ့ပါတယ် တပေါင်းလာမှာပင်လုံးချုပ်ရရဲနေနေတဲ့လက်ပံပင်များကတပေါင်းလေယူနဲ့အတူကြွေကျနေတဲ့လက်ပံပွင့်များကိုကောက်ယူနေတဲ့ခြေလက်ကတပေါင်းပုံရိပ်များကလည်းအလွန်ပဲအနုပညာများလာတဲ့ပတ်ချီကတစ်ချက်ပဲဖြစ်ပါတယ်တပေါင်းလာရဲ့အမိကိုပကံခက်ကတပေါင်းလာရဲ့လို့ရှေ့စည်းမပါပဲဟေးတာခဲ့ကြပါတယ်ပူပြီးချင်းအနက်ကိုပြတဲ့တအခရာဟာပါဠိဝေါဟာရမှာဆင်းသက်လာပြီးတပကနေတပေါင်းဖြစ်လာတယ်လို့လည်းဆိုကြပါတယ်တချို့ကလည်းမြန်မာတို့ရဲ့ခြေလက်ကထန်းလုံငန်းကိုအစွမ်းပြုပြီးထန်းပေါင်းလာရဲ့လို့လည်းဆိုကြပါတယ်တ ကောင်းလာရဲ့ယာဒီဟာမိန်ယာဒီဖြစ်ပါတယ်။ဥဒ္ဒရာဗရဂုံနာနက္ခဟာလာမင်းတော်ရနဲ့ရှင်ပြိုင်ပြီးထွက်ပေါ်လာပါတယ်။ယာဒီဘန်းကတော့တရဖီဘန်းဖြစ်ပါတယ်။မိန်တပေါင်းညာညောင်းရဲ့လူရွတ်ကျွေပြုတ်ပါဗရဂုံနာနဲ့ယာဒီမှာရွှေဖီစန်းတဲ့ဘန်းမြဝိရွှေငကြီးရုပ်ကိုဖြင့်တွင်းလုတ်ကပွေလီလို့ဝေယူစီစီစီဒီပွဲမှာနှွေးကြတဲ့တတိမိကျင်မူနေတိုင်းရဲ့လူတပေါင်းလာရဲ့ယာဒီခါယာဒီရုပ်စန်းရှင်နက္ခယာဒီဘန်းနဲ့ယာဒီပွဲမြတ်ကို ရှေးစာဆိုတူကလည်းမှတ်တမ်းတင် င်ခဲ့ပါတယ်။စာဆိုပညာရှင်တို့ဇာဖွဲ့လို့မကုန်တဲ့ပလာတပေါင်းရဲ့ထင်ရှားတဲ့ပွဲတစ်ခုကတော့တဲပုံစီဒီပွဲပဲဖြစ်ပါတယ်။တဲပုံစီဒီတော်ဟာပကံခင်သူမဟုတ်ပကံခင်မတိုင်ခင်ကပင်ပေါ်ပေါက်ခဲ့တယ်လို့လည်းအဆိုရှိကြပါတယ်။ရာသီမိန်ငယ်ဂိမန်ရဲ့ပြောင်းလာတပေါင်းမှုရဟောင်းကျွေကဥဒရာနှင့်တဲမာပရပိုက်လေးချက်ချင်းကိုတိန်ချီဆိုင်လို့ဇရိုက်ကယ်ဖွေးရှားကိုတကားလေးတာတောင်တင်ပျော်မြူးတာရှင်တော့တယ်။တပင်လခါမီကိုတဲစီဒီငွေတောင်ကန်းကလွမ်း မ်းလာတဲ့လေးရဲ့လို့မဟာအတုလမင်းကြီးဖွဲ့ဆိုခဲ့တဲ့တပေါင်းလာဖွဲ့စာပကြီးနဲ့အညီမင်းရာဒီလာတပေါင်းရဲ့ရာဒီပွဲတော်ဖြစ်တဲ့တဲပုံစီဒီပွဲတော်ကိုနှစ်စဉ်တပေါင်းလာရောက်လာတိုင်းရခိုင်ပြည်နယ်နဲ့ရှေးဟောင်းရင်ကျေးမှုနယ်မြေတွေဖြစ်ကြတဲ့ပကံလိုဒေသအချို့မှာပါကျင်းပမယ်ဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာတော့၈000မြောက်ပွဲတော်လို့ခေါ်ကြပြီးလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းရစွာကလေးကတပေါင်းလာပြည်နယ်မှာနှစ်စဉ်ကျင်းပကြပြီးမင်္ဂလာနှစ်သစ်ဖြစ်ဖို့အတွက်ထူထောင်ကြတယ်လို့လည်းဆိုပါတယ်။တဲပုံစီဒီတွေကိုလည်းရခိုင်ပြည်နယ် ကကလရံမြစ်နဲ့မြန်မာနိုင်ငံအလဲပိုင်းကအေယာဝတီမြစ်တဲတောင်မြစ်များမှာဖူးထွေးနိုင်ကြပါတယ်။တဲပုံစီဒီများဟာမိုးရွာသည့်ရောက်တော့မှပဲမြစ်ရည်ဒီရည်နဲ့အတူမြစ်ထဲပါသွားလေရှိတတ်ကြပါရဲ့ရှင်။ တဲပုံစီဒီတီထားပုံကလည်းမှတ်သားဖွယ်ဖြစ်ပါတယ်။တဲတောင်ပြင်းနေပေါ်မှာငွေရောင်တောက်နေတဲ့ဖြူလှလှသွဲများကိုလူလင်ပြူလုံမပြူလေးများကတည်ယူကြပြီးတဲစီဒီတီမဲ့တောင်ခုံပေါ်မှာပထမစုပုံထားရပါတယ်။တဲတွေအလုံးလောက်ရပြီဆိုတာနဲ့စနစ်တကျတန်ရှင်းပညာစွာအချောသက်ရစ်ခွေထားတဲ့ဝါခွေကြီးများကိုတစင်မီတစင်တင်ပြီးတော့တဲများကိုလောင်းထဲကြရပါတယ်။ဇေဒီတော်ပုံစံအတိုင်းဖောင်းရင်နဲ့အထက်ငပြိုးဘူးတိုင်အောင်ဝါခွေများခံပြီးတဲများကိုထွေသွင်းကြပါပါတယ်။ဇေဒီတော်တဆူပုံသဏ္ဍာန်ပေါ်လာတဲ့ ခါမှာတော့စက္ကူထူထူများနဲ့ထီတော်ပြုလုပ်ပြီးထိတ်မှပန်းနိုင်ထိုးတင်ထူကြပါတယ်ထီတော်တင်အခမ်းအနားကလည်းလူငယ်လူရွယ်လေးများကအိုးစီဒိုးပတ်မြန်မြန်ဆိုင်ဆိုင်နဲ့တီးမုတ်ကခုံအားပေးကြပြီးလှူအားပေးသူများကိုလည်းအခမ်းကျွေးမွေးလေးရှိပါတယ်တဲပုံစီဒီကိုနေချင်းပြီးတည်ထားကြရတာဖြစ်လို့အများသောအဖြစ်တပေါင်းလာပြီနေ့သို့မဟုတ်အဖိတ်နေ့လိုမှပြုလုပ်လေးရှိပါတယ်တပေါင်းလာပြီနေ့မှာအနေကစားတင်ချင်းစီဒီတော်အားပန်းရီချန်းစွာစီမီကလူချင်းတို့ကိုပြုလုပ်ကြရပြီးတပေါင်းလာပြီနေ့ကို ပွဲတော် ော်နေအဖြစ်သတ်မှတ်ကျင်းပကြတာဖြစ်လို့အထူးစီကလှပါတယ်။နောက်တနေ့အာယုံတက်ချိန်ရောက်တဲ့အခါတန်ဃာတော်များကြောက်ရောက်လာပြီးဇေဒီတော်ကိုအနိကစားတင်ကြပါတယ်။ဇေဒီတော်ကိုစွမ်းပန်းရေချမ်းစီမီများကတ်လူကြပြီးတဲ့နောက်တန်ဃာတော်တို့ကိုဆွန်းကတ်လူပါတယ်။တန်ဃာတော်များဆွန်းဖုံးပေးပြီးတဲ့နောက်မှာတော့ဧပိတများကိုဧခံကျွေးမွေးခြင်းဖြင့်တဲဖုံဇေဒီပွဲကိုအဆုံးသတ်လေရှိပါတယ်။တပေါင်းလားပြည့်ဟာဗုဒ္ဓဘာသာဝင်ညီမတို့ရဲ့နေထူးနေမြတ်တစ်ခုလေးဖြစ်ပါတယ်။ဗုဒ္ဓဖျားရှင်လက်ထက်တော်ကမြတ်စွာဘုရားရှင်ဟာရာဇဇိုပြီးဝေလူဝန် ောင်းတော်မှာသတင်းတုံးပြီးအင်္ဂါတိုင်းနဲ့မကရတိုင်းတို့ကတခါတခါမှများကိုတရားရည်ဤတိုက်ကျွေးလျက်ရှိစဉ်ကလာဒီသတင်းကိုခမဲတော်တုတ်တော်သနမင်းကြီးကြားသိတဲ့အခါမှာတားတော်ကိုဖူးတွေ့ခြင်းအားကြောင့်ဖျားရှင်ရဲ့ဖွားဘတော်ဖြစ်တဲ့ကာလုဒာယီအမတ်ကိုဆေးလွတ်ခဲ့ပါတယ်ကာလုဒာယီအမတ်ကခီးလန်းပန်းတာလှတဲ့တပေါင်းလာရဲ့အလှကိုဂါရာပေါင်း60နဲ့ဖွဲ့နယ်ကကပိလဝုပြည်သူကြွပါမိအကြောင်းဖျားရှင်ကိုရှောက်ထားတောင်းပန်ပါတယ်ဗုဒ္ဓဖျားရှင်လည်းလက်ခံတော်မူပြီးတပေါင်းလာပြည့်နေ့မှာကပိလဝု ်ပြီးသူကြွတော်မူခဲ့ပါတယ်။တပေါင်းလာပြည့်နေ့ဟာဖျားရှင်ပြည်တော်ပြန်ဝင်ရန်စတင်ကြွလှမ်းတဲ့နေ့ဖြစ်လို့ပြည်တော်ဝင်နေ့ရဲ့လို့လဲဆိုစမှတ်ပြုကြပါတယ်။တပေါင်းလာရဲ့ပွဲတော်များဟာရှင်းစာပေလင်္ကာများမှာမှတ်တမ်းတင်ခဲ့ကြတဲ့တဲပုံစီဒီပွဲတစ်ခုသာမဟုတ်တော့ပဲမြမပြည်အနှံ့မှာရှိကြတဲ့ဖျားပထိုးများစွာရဲ့ဗုဒ္ဓဘုဇနိယပွဲတော်များကိုလည်းခြေခင်းလက်ခင်းတာလှတဲ့တပေါင်းလာမှာပဲရန်ကုန်မြို့ကရွှေတဂုံစီဒီတော်ကြီးမှာတပေါင်းလာပြည့်နေ့တပေါင်းပွဲတော်မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ကရွှေဆိုင်ရန်ဖျားပွဲတော် ော်တထုံမြို့ကရွှေစာရံဖျားပွဲတော်စတဲ့ပွဲတော်ကြီးတွေကိုကျင်းပလေးရှိတာကိုလည်းတွေ့ရပါတယ်တပောင်းတာခေါင်လာများနောင်လို့ဆိုထားတဲ့အတိုင်းတာယာတီနူးွယ်ကောင်းလာတဲ့တပောင်းလာကိုအင်ဝါမျိုးပွဲ12ရာသီလူတာမှာတပောင်းလာတာလာတကာထက်နှိုင်းရာဖက်ရှောင်းလာများနောင်ကတောင်လဲတာမောတောလဲတာထွေရေလဲတာလှဖြူလတောင်ပြင်းငှက်ပောင်းရွှင်လျက်တပင်အပီး သဲစီဒီဟုမြောက်ချီရွှင်ပပူဇော်ကြမှပြီပပြီတွင်ဖြောင်းစင်းရီဆောင်စီမီထောင်နှင့်ထုံးပြောင်ညီယုံပန်လင်ကုန်းတို့နှလုံးတရားယတနာသုံးပေါ်ဖူးမြော်ကုန်ကြလွန်ရွှင်ပြရှင့်ရဲလို့ဖွဲ့ဆိုထားပါကြောင်းတပေါင်းလာရဲ့မုံမြတ်လာတဲ့အခါတမယမှာဗီဒီယာပိတ်သက်များကျမ်းမာချမ်းသာလို့လူရဆနာပြေဝါကြပါစေကြောင်းဆုမတောင်းရင်တင်ဆက်လိုက်ရပါရဲ့ရှင်။